ပဲခူးတိုင်းပတောင်းတွင်တိုက်ပွဲပြင်းထန်နေတဲ့အေအေလက်နက်ဆက်ရုံများရှိသောပဲခူးတိုင်းအနောက်ရှမ်းကိုထိုးစစ်ဆင်လာသည့်အေအေကအုတ်ရှိပင်မြို့အနီးစစ်တပ်စခန်းကိုပိတ်ဆို့တိုက်ခိုက်နေသည်ဟုသိရသည်ပဲခူးတိုင်းပတောင်းမြို့နယ်ညောင်ချိုးရွာအနီးရှိစစ်ကောင်စီတပ်ကကင်းစခန်းများကိုသိမ်းပိုက်ထားပြီးတိုက်ပွဲဆက်ဖြစ်နေသည်ဟုအရခတ်တတော်အေအေပြောခွင့်ရဥက္ကန်ဒုခကမြန်မာနောင်းကိုမတ်လ15ရက်ညပိုင်းကပြောသည် တိုက်ပွဲကတော့ဘကိုးတိုင်းပထောင်မြို့နယ်ပကံကွဲရွာနဲ့ညောင်ကျိုးကျေးရွာပတ်ဝန်းကျင်တွေမှာ အပြန်အလှန်အပြင်းအထန်ဖြစ်ပွားနေတာရှိပါတယ်။ညောင်ကျိုးရွာရဲ့ပတ်ဝန်းကျင်မှာရှိတဲ့ကကင်းစခန်းအများစုကိုတော့ကျွန်တော်တို့ရဲ့ပူပေါင်းတပ်ဖွဲ့တွေကတော့တိမ့်ပိုက်ထိန်းချုပ်ထားပြီးဖြစ်ပါတယ်ဟုဥခိုင်ဒုခကဆိုသည်။ကျန်တဲ့စစ်ကောင်စီတပ်ဖွဲ့တွေကလည်းပဲဟိုတစုတီတစု ကစင်ကလျာဆုတ်ခွာနေကြတာရှိပါတယ်။ ဒီကြတဲ့လေကြောင်းပုံကျဲတိုက်ခိုက်မှုတွေကလည်းပဲတောက်လျှောက်ရှိနေတော့အရှိအနေကရှုပ်ထွေးပြီးတော့တိုက်ပွဲကဆက်လက်ပြင်းထန်နေစေအနေရထားဖြစ်ပါတယ်။ရခိုင်နှင့်ပဲခူးတိုင်းအနောက်ရွှေဆက်တွေထားရာဗတောင်းတောင်ကုန်းလမ်းပေါ်တွင်တည်ရှိသောညောင်ကျိုးရအနီးရှိတပ်စခန်းများကို အေအေနှင့်ပူးပေါင်းတပ်များကထိုးစစ်ဆင်နေခြင်းဖြစ်သည်။ထိုနေရာသည်အေအေကဇန်နဝါရီ26ရက်နေ့တွင်တင်ထားသောမိုးတိတောင်တပ်စခန်း၏အရှိတ ကိုမိုင်ကျော်ခန့်အကွာတွင်တည်ရှိသလိုအေယာဝရီမြင့်အနောက်ဖက်ကအုတ်ရှိပင်မျိုးနှင့်16မိုင်ကျော်ခန့်သာကွာဝေးသည်အုတ်ရှိပင်မျိုးနှင့်မနီမဝေးတွင်ပတောင်းနှင့် ထိုအထက်တွင်ပြည်မျိုးတည်ရှိသည်အုတ်ရှိပင်မျိုးမှလူမှုကွန်ယူရေးအဖွဲ့တစ်ခုကဒဏ်ရာရစစ်ကောင်စီတပ်စစ်သားအများပြားကိုပြီးခဲ့သည့်ရက်များအတွင်ရွှေတောင်စေယုံကိုပို့ပေးခဲ့ရကြောင်းပြောသည်အုတ်ရှိပင်မျိုးအနောက်ဖက်3မိုင်အကွာရှိ ညောင်ရှတောင်းရွာအနီးတွင် ကပါစာဟုအတူောက်ခေါ်သည့်အမတ်၆ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးဆက်ယုံရှိသည်ထိုဆက်ယုံကတမန်တီအဓိကထုတ်လုပ်ကလက်နက်ခဲယံထုတ်လုပ်မြေတံပစ္စည်းမှတ်သများကုန်ကျန်းထုတ်လုပ်ပေးနေသည်ထိုဆက်ယုံလုပ်ငန်းထိခိုက်ပါကအခြားဆက်ယုံများအပေါ်လဲတက်ရောက်မှုကြီးပါမည်ဖြစ်သည်စစ်ကောင်စီတပ်၏ကပ္ပစာဆက်ယုံပေါင်း25ခုကရှီလင်တပ်ဖွဲ့သုံးလက်နက်ငယ်များကြီးစံများမှစ၍လေကြောင်းရန်ကာကွယ်ရေးလက်နက်ကြီးများအထိထုတ်လုပ်နေခြင်းဖြစ်သည် မကွေးတိုင်းအတွင်း15ရုံ၊ပဲခူးတိုင်းတွင်9ရုံ၊နေပြည်တော်တွင်2ရုံ၊ရန်ကုန်တွင်1ရုံရှိသည်။ပဲခူးတိုင်းအတွင်းအုတ်ရှိပင်မြို့အနီးကပ္ပစ5ကပ္ပစ6ကပ္ပစ9ကပ္ပစ16တို့ရှိပြီးပြည်မြို့အနီးကပ္ပစ3ကပ္ပစ9ကပ္ပစ16တို့တရှိရာအေအေထိုးစစ်သည်လက်နက်ဆက်ရုံဝင်းကျင်အထိရောက်လာခြင်းဖြစ်သည်။ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်နာပါခအရှိစရာအမ်းမြို့အပါအဝင်ရခိုင်ပြည်နယ်အတွင်းမြို့နယ်၁၄ခုကိုတိမ့်ပိုက်နိုင်ပြီးနောက် AAE နောက်ထပ်စစ်ရေးပြင်းမှတ်မှာရခိုင်ရိုးမနှင့်ထိစပ်နေသည့်တိုင်းဒေသကြီး၃ခုဖြစ်လာသည်ရခိုင်ရိုးမတောင်တန်းနဲ့ထိစပ်နေသည့်ပဲခူးတိုင်းပထောင်းမြို့နယ်အီယာဝတီတိုင်းပသိမ်မြို့နယ်မကွေးတိုင်းငပဲမြို့နယ်တို့ရှိစစ်စခန်းများကိုတိမ့်ပိုက်နိုင်ခဲ့သည်ဟု AA ကဇန်နဝါရီ29ရက်နေ့တွင်သတင်းထုတ်ပြန်ထားသည် ရခိုင်တောက်ဘက်ဆုံးဂွားမျိုးနယ်ကိုတိမ့်ပိုက်ခဲ့ပြီးနောက် AAD ဘင်္ဂလားပင်လယ်ော်ကန်ယိုဒန်တခြား AAW တိုင်းအတွင်ရွေလဲလာရလမ်းကြောင်းနှစ်ခုဖြစ်ထိုးပေါက်နေသည်ရခိုင်ယိုမမ AAW တိုင်းသို့အဓိကဝင်ပေါက်ဖြစ်သည့်ဂွားငတိုင်းကြောင်းလမ်းကိုထိန်းချုပ်နိုင်ရန်ကြုံပြော်ခရရဲကြီးမျိုးအနည်းရှိအမှတ်344အမြောက်တပ်ရင်ကိုလည်းထိုးစစ်ဆင်နေသည် အလားတူကွာတာပေါင်းလမ်းဘက်တို့စစ်ကောင်စီရှေ့မြန်တက်ရဲခမာရ308ကိုတိုက်ခိုက်နေရာအဆိုပါတက်ရင်ဤအဓိကကကင်းစခန်းနှစ်ခုကိုမတ်လပထမပတ်ကလေးကအေအေကသိမ့်ပိုက်ရရှိထားပြီဖြစ်သည်အေအေတက်များသည့်ရခိုင်မကွေးနယ်ရှားမိုင်တိုင်းမှာဆယ်မိုင်ကအကွာတွင်တည်ရှိသောငဖဲမျိုးနှင့်နှဲ့ရိတ်ကန်စကတ်အနီးထိရောက်ရှိလာပြီ တိုက်ပွဲပြင်းထန်နေရေးစစ်ကောင်စီတပ်ကလည်းမကွေးတိုင်းတပ်စစ်မီးမကူးလာစေရန်ပွေးဖြူမျိုးနယ်ပတ်၌စစ်အင်အားများတိုးရှာနေကြောင်းသိရသည်၂023နိုဝင်ဘာ23ရက်မှစတင်သော AAE ထိုးစစ်များအတွင်ရခိုင်စစ်လင်းမျိုးနယ်နှင့်ရွှေပြည်နယ်ပလောဝမျိုးတို့ကိုသိမ်းပိုက်နိုင်ခဲ့ပြီးလက်ရှိတွင်စစ်တွေကြောက်ဖြူမျိုးတို့အနီးတိုက်ပွဲများဖြစ်နေသည်မအောင်မျိုးနယ်တွင်မူတိုက်ပွဲမရှိသေးပေ